ါခင်ရှာဘုံတော်ခွင့်နေတဲ့အလမဲ့မိုးဆက်ချိုရဲ့အဖေအဖြစ်တာဝန်ယူတော်မဲ့နိုင်လူပရိသတ်ကြီးအားလုံးမဲ့မင်္ဂလာပါရှင်ဂျန်နယ်နော်လေးချန်နယ်လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ခုနှစ်သားတပည့်တွေကိုကယ်တင်ဆောင်ရှောက်ဖို့အတွက်ကြိုးစားနေတဲ့မင်းသားကြီးနိုင်လူကတော့ဖခင်မရှိဘဲဖြစ်နေရှာတဲ့ကောင်မလေးကိုတာဝန်ယူတော်တော့မယ်လို့ဆိုပါတယ်။မင်းသားကြီးနိုင်လူကတစ်ချိန်လုံးကနာမည်ကျော်ကြားခဲ့ပြီးအခုချိန်မှလည်းသူတပားကိုတက်နိုင်တဲ့မြကူညီဖို့စူးစမ်းနေကြတာပါ။ ဒီအချိန်မှာအနုပညာလောကမှာနာမည်ကြီးနေတာကတော့စနေနံပါဝင်တဲ့နာမည်နှလုံးနဲ့မင်းသားရဲ့တိတ်တိတ်ပုံကလေးဆိုပြီးကောင်မလေးတယောက်ပေါ်ထွက်နေခဲ့တာဖြစ်ပါတယ်။အဲ့ဒီကောင်မလေးကအလောက်မဲ့မိုးဆက်ချိုဖြစ်ပြီးသူမကိုအသက်၃နှစ်အရွယ်ကလေးကစွန့်ပစ်သွားတဲ့ဖခင်ကိုဝမ်းနည်းစွာနဲ့ရှာဖွေနေခဲ့တာပါ။သူမကိုယ်တိုင်ကတော့ဖခင်ကဘာလို့ဆိုတာသိပေမဲ့ဖခင်ရဲ့ဂုံတိတ်ခါကိုထိခဲ့မှဆိုတဲ့အတွက်နာမည်တက်မပြောခဲ့ပါဘူး။ ဒီကမှာနမနှလုံးနဲ့ဒိတ်တမင်းသားကစနစ်နံပါတဲ့ဆိုပြီးပြောဆိုနေကြတဲ့အခါတချို့ကလည်းနိုင်လူလို့ထင်နေကြပါတယ်အဓိကကပြတော့မင်းသားကြီးနေစမ်းဆိုပြီးထင်းနေကြတာတွေရှိပေမဲ့နိုင်လူဆိုပြီးတော့လည်းတချို့ကထင်းနေကြတာပါဒီအခါမှာနိုင်လူကတော့မိုးဆက်ချောက်ကဘသူ့ရဲ့တမီးလေးပဲဖြစ်ပါစေသူတော်ဝင်ယူသွားမယ်လို့ပေါ်တယ်ပြောလာခဲ့ပါတယ်သူ့ရဲ့တမီးမဟုတ်တာကတော့တေချာနေခဲ့ပြီးအခုလိုမျိုးဆိုရှယ်မီဒီယာမှာဖခင်ပြောက်ရှာပုံတော့ဖွင့်နေရပြီးတိတ်တိတ်ပုံကလေးဆိုပြီးအခေါ်ခန်းနေရတာကလည်းတနာနေတာကြောင့်ဖြစ်ပါတယ် မီလီမိုဆက်ဂျိုရဲ့အင်တာဗျူးဗီဒီယိုတွေကိုကြည့်ပြီးတော့သူ့အနေနဲ့မျက်ရည်ကျပြီးတော့ဝမ်းနဲ့ခံစားခဲ့ရပါတယ်။ကိုရိုင်းကလည်းသမီးတုံးရောက်မွေးထားတဲ့ဖခင်ဖြစ်တဲ့အတွက်မိုဆက်ဂျိုကိုသူ့ရဲ့သမီးအရင်းလေးလို့ခံစားမိနေခဲ့တာပါ။ဒါကြောင့်မိုဆက်ဂျိုပြောနေတဲ့နမနှလုံးနဲ့မင်းသားကဘသူပဲဖြစ်နေပါစေအတိအမှတ်မပြူတဲ့ဖခင်ကိုလိုက်ပြီးတွယ်ကက်မနေပဲသူကဖခင်နေရာကတာဝန်ယူပေးသွားမယ်လို့ပြတ်သားစွာပြောလာခဲ့တာပါ။ တမီလီကမှတ်ပုံတင်လို့ဖို့အတွက်ဖခင်ရဲ့နာမည်ကိုထည့်ဖို့စာရွက်စာရမ်းတွေတောင်းတဲ့အခါမှာလဲတစ်ဖက်ကမပေးခဲ့ဘူးလို့ဆိုပါတယ်။ဒါရင်မကတခြားရောစာရွက်စာရမ်းတွေလုပ်တဲ့အခါမှာလဲဖခင်နေရာကဘာထည့်လို့ထည့်ရမယ်မသိဖြစ်နေခဲ့တာပါ။ဒါကြောင့်မင်းသားကြီးနိုင်လို့ကတော့ဖခင်မြတ်တာအပြင်နဲ့ကိုချင်းစာနာသွားခဲ့ပြီးတမီလီမိုးဆက်ချိုးရဲ့ဖခင်နေရာမှာသူ့နာမည်ကိုတောင်းမဲ့ဆိုရင်လဲကျင်းနဲ့စွာနဲ့အတုံးပြုတ်ခွင့်ပေးမယ်လို့ပြောလာခဲ့တာဖြစ်ပါတယ်။ တမီလီမိုးဆက်ချိုကတကယ်ဆိုရင်အဲ့ဒီမင်းသားနဲ့တိတ်တိတ်ပုံကလေးမဟုတ်ပဲပထမအိမ်တော်နဲ့ရရှိခဲ့တဲ့ကလေးလေးဖြစ်ပါတယ်။သူမအသက်၃နှစ်အရွယ်ရောက်တော့မှပဲဖခင်ဖြစ်သူကရက်ဆက်စွာနဲ့စွန့်ခွာသွားခဲ့ပြီးတော့နောက်ထပ်အိမ်တော်အစ်စ်ကိုတီထောင်ခဲ့တာပါ။ဒါကြောင့်တိတ်တိတ်ပုံကလေးဆိုပြီးခေါနေတာတွေကိုလည်းမပြူလောက်ချဖို့အတွက်နိုင်လူကတောင်းပန်လာခဲ့တာပါ။အခုဆိုရင်တမီလီမိုးဆက်ချိုကဖခင်နဲ့အဆက်တွေရဖို့အချိန်ချင်းစူးစမ်းခဲ့ပေမဲ့တစ်ဖက်ကတော့ရက်ဆက်စွာနဲ့တမီအဖြစ်အတိမတ်မပြုတ်ခဲ့ပါဘူး။ ဒါရီကိုကြည့်ပြီးနိုင်လို့ကတော့တာသမီချင်းကိုချင်းစာနာတဲ့စိတ်နဲ့အင်ပလန်တနာနေခဲ့တာပါနောက်ဆုံးမှာတော့သမီးလေးကနေဆန်းရဲ့သမီးပဲဖြစ်ဖြစ် နေတိုးရဲ့သမီးပဲဖြစ်ဖြစ်စနေနံပါဝင်နဲ့နံပါတ်နှလုံးနဲ့မင်းသားဖြစ်တဲ့နိုင်လူဆိုတဲ့သူကပဲတာဝန်ယူသွားတော့မယ်လို့ပွင့်လင်းစွာနဲ့ပြောပြလာခဲ့တာဖြစ်ပါတယ်သမီးလေးမိုးဆက်ချိုကဒီလိုမျိုးအင်တာဗျူးတွေမှာဝမ်းနဲ့စရာကောင်းအောင်ဖြေဆိုနေခဲ့ပြီးဘေးကကြည့်နေတဲ့သူတွေတောင်မှတနာနေကြပေမဲ့ဖခင်အရင်ကတော့အသေးမှနေခဲ့ပါတယ်။ဒါကြောင့်သမီးလေးကဘလောက်ပဲအဆက်အသွယ်လုပ်ဖို့တောင်းပန်နေပါစေ တမိအပြစ်တောင်အတိမတ်မပြူပဲရှိသမျှအကုန်လုံးကနေဘလော့ထားခဲ့တာဖြစ်ပါတယ်။တမိလီမိုဆက်ချိုကတော့ဒီအချိန်မှာဒီအကြောင်းတွေကိုထုတ်ပြောရတာကဖခင်ကိုခဏလောက်ကလေးပဲဖြစ်ဖြစ်ဖတ်ထားခွင့်ရခြင်းနဲ့အတွက်တောင်းဆိုနေရတာဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုသနာစရာကောင်းတဲ့တမိလီမိုဆက်ချိုကိုဖခင်ဖြစ်သူနေရာကတာဝန်ယူပေးသွားမယ်ဆိုတဲ့နိုင်လူရဲ့စိတ်တော်ရာကြီးမှုအပေါ်မှာပရိသတ်ကြီးတို့ရောဘယ်လိုမျိုးထင်ကြပါသလဲရှင်။